ကြည့်ရအောင်အင်းမင်းကျွန်တော်ငွေငွေတော့တစ်ချက်ပြမယ်နော် USD ကြည့်ပြီးရမယ်နော်ကြည့်ကြည့်အောင်အာအာနော်တွေ့တယ်ကျွန်တော်မင်းကဒီမှာဝင်ခွဲရနော်ကျွန်တော်တို့ကျွန်တော်ရဲ့အဲကျွန်တော်ဆိုရည်နဲ့ကျွန်တော်ပေါ့နော်ဒီမှာကျွန်တော်ဝင်လိုက်တယ်ပေါ့နော်အဲ TPR တွေမှာ TPU ထိပြီးတော့တော့မှဟိုအောက်ထိဆက်ပြီးတော့ကြောက်သွားသေးရပေါ့နော်ကျွန်တော်တို့ USD အာကျွန်တော်တို့30 minute time frame သုံးနေမှာနော်ဒီမှာသူကြာသွားသေးရဲ့သူအာသူကအကျထက်လာအောင်ပါဒါပေမဲ့နည်းနည်းလေးပြန်တက်ပြီးတော့မှပြန်ကြာမယ်ပေါ့နော်နည်းနည်းပြန်တက်မယ် retreat ပြန်ရုံးမယ်လို့ထင်တယ်ပေါ့နော်အာနေရ order လေးတော့ဒါကျွန်တော်ညနေညနေပိုင်းလောက်ကမှဝင်တဲ့ order လေးပေါ့နော်အခုတော့အာဒီလိုမျိုးလေးပေါ့ ဟိုတီဗီထိသွားရပါတော့ညာညာပိုင်းလောက်မှတီဗီထိသွားရပါတော့အဲဘယ်လိုရွှေတကြောင်အာရွှေကကျွန်တော်ပြောသလိုပဲပေါ့နော်ဒီအခုဒီမှာပေါ့နော်ဒါဒါခဏပြောလဲအခုဒါခဏပြောလဲကျွန်တော်မင်းရပြောတဲ့ဒီမှာဒီပေါ့နော်ဒီအဲ၄ round နဲ့မတရားဝင်ခြင်းပေါ့ဒီနာဒီ support zone ပေါ့ဒီ support zone မှာ retreat ပြန်လာနိုင်တယ်လို့ကျွန်တော်ပြောလဲ

နာပေါ့အဲပေါ့ဒီဒီပေါ့လေးတော့200ဝင်းကျင်ပေါ့အဲလေးတော့190ဘာညာပေါ့အဲ့ဒီဝင်းကျင်ပေါ့အဲ့ဒီဝင်းကျင်မှာကိုဟန်မီရှင်ရရင်အဲရောင်းလို့ရမယ်ပေါ့နော်အဲ့ဒီဝင်းကျင်နေအပြန်ရောင်းရောင်းလိုက်မယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုပဲဒီအခု loss ရှင်တော့ဘာမှမလုပ်သေးမရောင်းသေးဘူးကိုဟန်မီရှင်စောင့်နေပေါ့နော်ဒီကျွန်တော်ဒီအပြာရောင်း resistant ပေါ့ဒီဒါလေးပါပြန်ပြီးတော့စောင့်နေပေါ့နော်အဲ့နာကိုရောင်းမှာအဲ့ဝင်းကျင်နေရောင်းမှာအဲ့ဒီရောင်းမှာပဲ ကျွန်တော်ရောင်းမယ်ပေါ့နော်ကျွန်တော်ပြောသလိုမနေ့ကတော့ဒီမှာအဲ retreat ပြန်လာပါတယ်ပေါ့နော်ဒီမှာဒီဟာလေးကိုဒီဟာနေမှာဒီမှာ၄တောင်း100ဝန်းကျင်ပေါ့၄တောင်း68ဆိုတော့တောင်း100ဝန်းကျင်မှာ retreat ပြန်လာပါတယ်အကြအကောင်းကောင်းနဲ့အဲ့ဒီကိုပြန်တက်တယ်ပေါ့နော်ဟိုဒီ resistance ၄တောင်း200ဆုံးပေါ့အဲ့ဒီဆုံးလေးကိုရောင်းရင် confirmation ရှာပြီးကျွန်တော်ပြန်ဆဲမယ်ပေါ့နော်ကျွန်တော်တော့ day trade ပဲလုပ်တယ်အာဆွေးနေပါမ trade ကျွန်တော် day trade ပဲတည်အမြင်ရတည်အပိတ်တယ်ပေါ့နော်အင်းအဲ့ ါတော့ရွှေပေါ့နော်ဒါ US USDJ ကတော့နည်းနည်းလေးစောင့်ကြည့်အောင်ပေါ့နော်သူပြန် retreat ပြန်တက်မယ်ဆိုလို့ပြန်တက်မလားလောပဲကဲ့ဆိုနောက်ပြီးတော့ EU USD ပေါ့နော် EU USD စောင့်ရအောင် GBP US ကျွန်တော်တော့အဓိကတော့ဟိုပါပဲ trade တယ်အဲဒီ currency ပဲနေပေါ့နော်ရွှေပေါ့အဲ့ဒါပေါ့ currency ပဲရတော့ တ်တလေပေါ့ရွှေကတော့အများသွားပြီးတော့ထွက်တယ်အဲဦးရဲ့ပိုင်းဈေးတွေကမကောင်းတော့ဈေးတွေကတောင်ရောက်လဲတွေ့ရောက်လဲနဲ့ဆိုလိုက်ပြီးဒီကျန်တဲ့မရှိရင်လည်းကွန်မန့်မပေးခဲ့လို့ရပါရဲ့နော်အချိန်မီးနားလည်ချင်တာတည်ချင်တာရှိရင်လာပြီးလို့ရပါတယ်ကျွန်တော်ပြန်ပြီးဖြည့်ပေးပါမယ်ကျွန်တော် channel လို့လဲ subscribe လုပ်တာကြောင့်တောင်းဆိုချင်ပါတယ် ောက်ကြလို့ရှိရင်ဒီ channel လေးကနေပြီးတော့ဒီ for trader နဲ့ပတ်သက်တယ်ပေါ့နော်ဘုဒ္ဓတာရီအဲ့မျိုးဘယ်လိုလုပ်ရမလဲပညာပေါ့နောက်ပြီးတော့ light trade ပညာပေါ့အဲ့လိုမျိုးရှိမယ်ပေါ့နော်ကြည့်ကြည့်ပြီးတော့အားလုံးကျေးဇူးပါ